တမောသားမိန်းမတွေဖောက်ပြန်တယ်ဖောက်ပြန်တယ်ဖောက်ပြန်တယ်ဆိုတော့ခဏခဏကြားရတယ်ဘာလို့သူတို့ယောက်ျားမရှိဘူးယောက်ျားမရှိတဲ့အချိန်မှာနောက်ွယ်ဟာမနေနဲ့မထိုင်နိုင်ကြဘူးအဲလိုမျိုးတွေကခဏခဏကြားတာပေါ့ဒါကတော့တမောသားမိန်းမရဲ့မဟုတ်ပါဘူးဘယ်လိုသူပဲဖြစ်ဖြစ်ဖောက်ပြန်ခြင်းနဲ့စိတ်ရှိတဲ့သူကဖောက်ပြန်မှာပဲဟိုကျွန်တော်ကျမလေးခုနကတော့လိုက်မှာပြောနေရင်လည်းစိတ်တူတာနဲ့ဆက်ပြီးတော့မလွှင့်ကျွန်တော်လို့ပေါ့နော်မလွှင့်ကျွန်တော်လို့ကျမ ထွက်လာတာပြန်ပြီးတော့လူကလည်းနေသိမ့်မကောင်းဘူးကွယ်ဒီလားနေသိမ့်မကောင်းတဲ့ကြာဇက် ARTN မျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ဆောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်သမောသားမိန်းမတွေဖောက်ပြန်တယ်ဖောက်ပြန်တယ်ဖောက်ပြန်တယ်ဆိုတော့ခဏခဏကြားရတယ်။ဘာလို့သူတို့ယောက်ျားမရှိဘူး။ယောက်ျားမရှိတဲ့အချိန်မှာနောက်ွယ်မနေနိုင်မထိုင်နိုင်ကြဘူး။ အဲ့လိုမျိုးတွေကခဏခဏကြားတာပေါ့ဒါကတော့တမောသားမိမရဲ့မဟုတ်ပါဘူးဘယ်လိုသူပဲဖြစ်ဖြစ်ဖောက်ပြန်ခြင်းနဲ့စိတ်ရှိတဲ့သူကဖောက်ပြန်မှာပဲဟိုကျွန်တော်နီးစပ်ဆုံးကျွန်တော်ကြုံတွေ့ခဲ့ဦးတယ်ကျွန်တော်တငယ်ချင်းတယောက်ရဲ့မိမဆိုလို့ရှိရင်တရင်ထွက်လာတယ်တပြည့်ယောက်ျားတယောက်နဲ့တက်ခုကန်းကိုသွားရတယ်ဆိုပြီးတော့တရင်ထွက်လာတယ်ဓာတ်ပုံမှတွေ့သေးတယ်ဟုတ်တယ်သူကသူ့မိမဝယ်ပေးထားတဲ့ကားအဲ့ဒီတက်ခုကန်းမှာမှန်တယ်ဒါမှမတွေ့တော့မတွေ့ဘူးကားတော့တွေ့တွေ့လိုက်တာပေါ့ တကယ်ကြတော့ဘယ်လိုလဲဆိုတော့ဒီကားကိုဒီကောင်မလေးရဲ့အကူကငှားတယ်ပြီးတော့သူ့စော်နဲ့ရှောက်လိုက်နေပြီးတော့တက်ခုကံဒိုးသွားတယ်ပြီးလည်းပြောဘာဖြစ်လဲဆိုတော့တက်ခုကံမှာဒီကားကရက်ခဲ့တယ်တိရဲ့လူကမြင်လဲမြင်ရောဒီသမောသားမိန်းမကတက်ခုကံရောက်နေဟုတ်တယ်လေသူကလည်းအမြင်မောင်းနေတော့ဒီကားကိုဒီကားအမြင်မောင်းနေတော့ဒါကိုတွေ့ပြီးတော့ဒီကောင်မလေးကတက်ခုကံကိုယောက်ျားမရှိတဲ့အချိန်မှာ ားနဲ့တပြင်းဘဲတူခေါ်လာတယ်ဟာဘယ်တယောက်ချင်းလိုက်ရှင်းပြအဲ့တော့တမောသားမိန်းမများကဘာဖြစ်ရမလဲဆိုလို့ရှိရင်တချို့တွေပြောတာအဲတမောသားမိန်းမဆိုပြီးတော့တသက်မန်တက်နေတာအမ်ပြကားပြောတာကကြိုပြီးတော့တင်တာအဲ့လိုလှုပ်တာအဲ့လိုလှုပ်တာမှနော်ဟောကို့အခြေကြီးရတော့အောက်ခြေလွတ်တယ်ကြိုက်တာပြောတယ်အဲ့လိုကြိုတင်တာမှအဲမတင်ထားလို့ရှိရင်လေအဲနောက်တစ်ခုရှိသေးတယ်ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့တာနော်ဂျီတန်မူ ို့တဲ့ကောင်ခြေတံမှုပို့တဲ့ကောင်ကျွန်တော်ကျူရှင်တက်တော့ကျွန်တော်ဟိုဒီဆောင်းမွဲဖြေဖို့ကျူရှင်တက်တော့ဟိုအမကြောက်မြောင်းပါအဲ့ဆိုင်ကရေတံမှုလေးရောင်းနေမုတ်လေးရောင်းနေမိတူလေးဆွဲတယ်အဲ့ဒီကရေတံမှုဆိုင်တဲ့ကောင်ပိုင်သေးရထုနဲ့ပိုင်သေးရထုနဲ့အောင်နည်းနည်းခက်စင်စင်ကောင်လေးထမ်းတာသူတကယ်ကြီးဘာပြောနေလဲဆိုတော့အားတဲ့အဲ့ဒီတိုက်ကဆိုရီကတော့တောင်းတာမရကွာတဲ့မင်းငောက်ဦးတဲ့အန်းနေတာ ခွဲလဲအတားဒီနားထောင်နော်ကိုလဲသမောသားဆိုတော့ပြုံးနေပါမြန်လဲပေါ့ဘာအန်လဲဆိုမဟုတ်ပြီတယ်စားကောင်းနေပါချက်ထားလို့ရှင်ငေါ့ပြီတယ်အမှန်တော့ဗျာတိုက်အမြင်ဆိုတက်လာလို့အားနာလို့ဟိုကကြွေးတာမွေးတာနေမှာပေါ့ဗျာနော်အဲသူလို့ပြောလို့လို့ဟိုအန်နေတယ်ဆိုတော့အဲ့အတွက်ကြောင့်မလို့သမောသားမယားများကြိုက်တော့ဝယ်စား ကြွားကြိုက်တာလို့ဒါပေမဲ့တဖြင့်စန့်ကျင်ဘက်လိန်ကိုပြီးတော့မယ်စေနာရှိလို့တနာလို့ပြီးတော့မယ်ဆိုအများကြီးစဉ်းစားမှပြေးရတချို့တွေကရိုးရိုးမတွေ့ဘူး brain wash အားလုံးကျေးဇူးတင်ပါတယ်ကျွန်မလေခုနကတော့လိုက်မှာပြောနေရင်လည်းစိတ်တူတာနဲ့ဆက်ပြီးတော့မလွှင့်ကျွန်တော်လို့ပေါ့နော်မလွှင့်ကျွန်တော်လို့ကျွန်မထွက်လာတာပြန်ပြီးတော့ လူကလည်းနေသိပ်မကောင်းဘူးကွယ်တိလားနေသိပ်မကောင်းတဲ့ကြားထဲကစိတ်နှောက်ရှက်ရင်းဖြစ်တာပဲဒီ post တစ်ခုကိုဖတ်ပြီးတော့လေကျွန်မပြောပြမယ်ဒီမှာဖတ်ပြမယ်နော်တင်မောသားမိမငကြွားများတဲ့တော်တော်ကြွားကြတဲ့မိမတွေပဲတဲ့ကိုယောက်ျားပင်လေထဲမှာဘလောက်ပြဲလန့်အောင်လုပ်နေရတယ်မသိဘူးတဲ့ပြောလိုက်တဲ့ချမ်းတွေအကြောင်းပြောလိုက်တဲ့ကားတွေအကြောင်းပြောလိုက်တဲ့ဒေါ်လာတွေအကြောင်းတင်မောပိုင်ရှင်တွေကခမားတို့လင်တွေကိုနွားဝယ်တယ်လို့သွားဖြဲကြည့်ဖင်ကုန်းချောင်းဆိုးခိုင်းပြီးလုံနိုင်မှခေါ်ကြတာတဲ့ ပြောလိုက်ရင် company request နဲ့လိုက်သွားရဆိုတာကြီးပဲတဲ့။အဲတဲ့တိထားဖို့ကခမားတို့လင်တွေလေးဖြတ်ပြီးအဲ့ဒီတင်မောရုံးရှိကိုသွားခိုင်းကြည့်။ခိုင်ကောင်းလုံးဖိသားကြီးရှေချွန်းချိုးထိုးဆိုပြီးငပြောသည့်ပြစ်ကျွေးနေတာကိုတိတ်ကုံစားမနေနဲ့။အဖူအချွေချိန်မလောက်ကြတာကိုထဲမပြောဘူးဖင်ကြားထဲအချွေဖနှောင်းရောက်တဲ့အထိခမားတို့လင်တွေလုံနေရတာကိုနားလည်ထားတယ်။တိတ်ပဲဝင်မမြင်ကြနဲ့တဲ့ငွေကြေးကွာဟမှုကြောင့် လူလိုသူလိုနေနေရတာတဲ့ပြောရရင် လက်လုံလို့ပဇက်လှုပ်ရတာအစ်လက်လက်လုံလို့ပဇက်လှုပ်ရတဲ့အဆင်ပဲရှိတယ်တဲ့ထပ်ပြောလိုက်မယ်ခမားတို့လင်တွေရာတူးကတင်မိုးလေကားကစနေတာနဲ့ပြီးသွားပြီဒါတောင်တင်မိုးပေါ်မှာအချိုးပြပြနေအောင်မှအချိုးမပြလို့အထက်ဖားအောက်ဖိလုံလို့ဝိုင်းတမခံရခံရလိုက်ရရင်တင်မိုးပေါ်တက်တုံးကလေရင်ပေါ်ကိုလူဝင်ပေါက်ကဝင်ပြီးတော့ခေါင်းနဲ့လေရင်အလူမီနီယံအခေါင်းနဲ့လေရင်ကုန်ပေါက်ကနေပြန်ထွက်လာရမယ် အလောက်ဆိုရင်ကိုယောက်ကြဘလို့ရှာခွေကျွေးမွေးရတယ်ဆိုတာကိုသဘောပေါက်လိုက်ပေါ်ကားတဲ့ကပြည်တီဦးတို့ကြော်ရအောင်လို့တင်မောလိုက်တယ်လို့ကြောကော့နေတယ်ထင်ပြီးတိတ်မကြွယ်များမကြွယ်နေကြနဲ့ခမားတို့တောကြမှန်းလူတကာတိတယ်ခမားတို့နေနေကြတဲ့အိမ်လေးစီးနေကြတဲ့ကားတွေမှာခမားတို့ယောက်ျားတွေရဲ့ချွေးနဲ့နေမပြောက်သေးဘူးဘဝမှာအမြဲတမ်းလာတာမနေဘူးခမားတို့ယောက်ျားတွေမရှာနေတဲ့တနေ့ခမားတို့အခုလိုကြောင်းဝနေနိုင်မှာမဟုတ်ဘူးလူဦးရေတန်း90မှာတင်မောလိုက်နေကြသူတွေကတသိမ်းမပြည့်ဘူး ကျတဲ့သူတွေဘာလို့ချမ်းသာနေကြတာလဲတွေးကြည့်ရင်အဖြေရှိတယ်ဒေါ်ကျွေးသွေးစည်းလုံနေကြမယ်အစားယောက်ျားမရှာနိုင်တော့ရင်ပြန်ချကျွေးနိုင်အောင်လေ့ကျင့်ထားယူတတနေတိုင်းပြောဆိုကြတဲ့သမောသားမပါပါနဲ့နော်ဒီ post က credit ကြော်လွင်နဲ့နော်ကြော်လွင်ရရှိတာပေါ့နော်ဒါကိုစီမံ group ကနေပြီးတော့တင်ထားတာအဲ့တော့ဒီစာကိုဖတ်လိုက်တဲ့အချိန်မှာခံစားမိတာကသမောသားမိန်းမတွေကို မနာလိုတာထက်တင်မောသားတွေကိုမနာလိုတာကိုခံမှန်းပြီနဲ့ကျမနော်တင်မောသားတွေကိုသူမနာလိုနေတာနော်တင်မောသားတွေကိုမနာလို့သူပြစ်ပြစ်နဲ့နဲ့ရေးထားတာဟုတ်တယ်နော်အဲ့တော့အဲ့တော့ကိုယ့်ရဲ့ကြာဘလို့ရှာဖွေကျွေးမွေးရင်ရဲဆိုတာဟုတ်တဲ့သဘောပေါက်လိုက်တဲ့ပေါကားရဲရလို့သဘောပေါက်စရာဘလို့နော် ကိုယောက်ျားဘလို့ရှောင်းဖွေကျွေးမွေးရတယ်ဆိုတာသူတို့တင်းမောမှာသွားရှာရတဲ့ပတ်စံကအိမ်ကမိမလုံလုံလောက်လောက်စားဝတ်နေရအဆင်ပြေတယ်။တခုပဲရှိတယ်။မိသားစုနဲ့အဝေးဝေးအဝေးမှာနေရတယ်ဒါပဲပင်လယ်ထဲမှာအလုပ်လုပ်ရတယ်။မြန်မာနိုင်ငံမှာဒီတဲ့မကအသက်တေသွားတာတောင်မှအလောင်းပြန်မရောက်လာတဲ့လူတွေအများကြီး။နော်တက္ကစီမောင်းတယ်။လမ်းမှာတတ်ခံရတယ်အလောင်းလောက်ရှာမရအောင်။နော်မိမအတုပလုတ်ပြီးစရာပတ်စံမရှိဘူး။စိုက်ကားနေနဲ့စိုက်ကယ်မောင်းတယ်။ တွဲကားနဲ့ညှိပြီးတော့ခေါင်းကိုတက်ကြိတ်တယ်ပြားချက်နေတာပဲနော်တော့တမောသားကုသူပြောတဲ့စိန်နေရွှေတွေကားတွေဝယ်နိုင်စုနိုင်နေဆိုတာတမောသားအရာရှိကတော်တွေပဲစုနိုင်တာအဲ့တော့အရာရှိတယောက်ဖြစ်သွားဖို့အတွက်နော်သူတို့မိမတွေအများကြီးနောက်က supporting လုပ်ထားတာတမောသားမိမတွေစိန်နေရွှေတွေကားတွေဝယ်တာတော့မြင်နေစောက်လုံးနေရဟမ်တမောသားမိမတွေစားနေရမရှိထမင်းငတ်တန်တော့မမြင်ဘူးလားဟမ်တမောသားတွေဆောင်းဘွက်ထိုင်ဖြေတဲ့ အလုံးမရတဲ့အချိန်မှာမရှိတဲ့အချိန်တွေမှာငတ်ပြတ်ခဲ့တာတွေမြင်ဘူးလားအဲ့ဒါကြတော့ထဲ့မပြောဘူးဟမ်မြန်မာနိုင်ငံမှာလေဒီလိုစိတ်တက်မျိုးတွေရှိနေလို့เนาะအများကြီးဆင်းရဲအောင်မယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုယ့်အမြင်ကိုယ်ခံစားချက် ကိုယ့်အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။